တညကို3900ပေးရတာမှဇက်မကဘူးလို့ညင်လိုက်တဲ့စွမ်းစာနီပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်စွမ်းစာနီဟာဆိုရင်တော့အမှုပညာလောကမှာတင်မကပဲဇက်တပင်လောကမှာပါနာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ် တချင်ကတော့နမဲကြီးတယောက်ဖြစ်ပြီးအတော်လေးနဲ့တော်ကြသူတယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။လူဆိုရာမျိုးကအောင်မြင်လာရင်ဘဝင်မြင့်သွားတတ်ကြသလိုအောင်မြင်လာရင်လည်းအောက်ခြေလွတ်သွားတတ်ကြတာဖြစ်ပါတယ်။စွမ်းစာနီကလည်းအောင်မြင်မှုတံကိုမခံနိုင်တဲ့လူတယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။စွမ်းစာနီဟာအောင်မြင်ပြီးနောက်ပိုင်းမှာတော့ပျက်စီးလာခဲ့တာဖြစ်ပါတယ်။ငွေကိုရှာတိုင်းရပြီးပေါပေါအတီတီသုံးနိုင်တာကြောင့်လည်းမကောင်းတဲ့မိုးရစ်စေးဝါတွေကိုသုံးဆဲခဲ့ပြီးတော့ဘဝပြတ်တဲ့အထိကိုဖြစ်ခဲ့ပူတာဖြစ်ပါတယ်။စီးဆွဲပြီးနောက်မှာအမှုပညာအလုပ်တွေကိုမလုပ်နိုင်ခဲ့တော့သလို ပရိသတ်တွေနဲ့လည်းအဆက်အသွယ်ပြတ်သွားပြီးအောင်မြင်မှုတွေမေ့မိသွားကြတာဖြစ်ပါငွေရစီဝါရဲ့စိုးကျိုးကိုလည်းခံခဲ့ရတာဖြစ်ပါတယ်။သူဟာအောင်မြင်နေခြင်းအချိန်မှာအခုလိုဖြစ်သွားတာကြောင့်အများကြီးထိခိုက်နစ်နာသွားခဲ့သူတယောက်လည်းဖြစ်ပါတယ်။မိုးရီစီဝါပြတ်ဖို့အတွက်လည်းအချိန်အတော်ကြာတဲ့အထိစီးကူးသားမှုခံယူခဲ့ရတာဖြစ်ပါတယ်။ကြက်မပြည့်တလို့တွေပါဖြစ်သွားခဲ့တာဖြစ်ပြီးတော့စိတ်ကနာမငြိမ်မှုတွေကိုလည်းစီးကူးသားမှုခံယူရင်းပျောက်ကင်းအောင်ကုသနေရသူလေးတယောက်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့စွမ်းစာနီတယောက်ကုကုကုအမြင်မှန်ရလာပြီးတော့ပြန်လဲသုံးသက်တက်လာခဲ့သူလေးပဲဖြစ်ပါမူရည်စည်းဝါးရင်းလည်းမတုံတော့တလို့ရေနစ်ထမင်းကလွှင့်ရင်ဘာမှမတုံဆွဲတော့ဘူးဆိုတဲ့ဇာကားကြောင့်လေမြမပရိသတ်တွေကြားမှာရေနစ်ထမင်းပဲဆိုတဲ့ဇာကားကခြံတစ်ခုအနေနဲ့ကြရက်ထသွားခဲ့တရားဖြစ်ပိုင်လက်ရှိမှာတော့စွမ်းစာနီဟာအမှုပညာအလုပ်တွေလည်းမလုပ်သေးတလို့ဇက်လေမကသေးပဲဇက်ပြန်ကနိုင်အောင်ကြိုးစားနေရဖြစ်ပိုင်အိန္ဒိယထိသွားရောက်ပြီးစီကူသားမှုခံယူခဲ့တာဖြစ်ပြီးစွမ်းစာနီရဲ့ဇက်မကြီးဟာလည်း အရင်ငါးတက်ဆိုင်ရင်အများကြီးတိုးတက်ပြောင်းလဲသွားတာဖြစ်ပါ යි သူဟာအမှုပညာကိုချစ်မြတ်လို့သူတရားဖြစ်တာကြောင့်အကောင်းဆုံးအမှုပညာတွေကိုသာပရိသတ်တွေကိုပေးကျင်နေပြီးရောတညောင်သိန်း900နဲ့ကပြဖြောပြဖို့လာ900တောင်မှသူမကနိုင်လို့မကခဲ့ဘူးလို့ဆိုပါ යි လာ900ရဲ့သူကလည်းလေးပုတ်ပဲကခိုင်းပြီးသိန်း900ပေးမယ်ဆိုတာတော့မ သူ့အနေနဲ့အမှုပညာကိုအပြည့်အဝမချပြနိုင်မခြင်းမကဘူးဆိုတဲ့ခံယူချက်ကြောင့်ပွဲကိုလက်မခံခဲ့ဘူးဆိုတဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။လက်ရှိမှာသူ့ရဲ့ခြေထောက်ကစီးကူတာမှုခံနေရတာဖြစ်တဲ့အတွက်ဇပွဲရီကတော့ကနိုင်သေးမှာမဟုတ်ပါဘူး။သူဟာပရိသတ်တွေနဲ့လည်းအဆက်အသွယ်တော်တော်ပြတ်သွားပြီဖြစ်တာကြောင့်ပြန်လာဖို့အစီအစဉ်လည်းရှိနေပြီးပရိသတ်တွေနဲ့ပြန်လည်ထိတွေ့ခွင့်ရအောင်လဲကြိုးစားနေသူတယောက်ဖြစ်ပါတယ်။လက်ရှိမှာလည်းကျမကြီးကိုဂရုစိုက်နေပြီးစီကူတာမှုလည်းမှန်မှန်ခံယူနေရကြောင့် ပရိသတ်တွေစီကိုပြန်လာဖို့နီးစပ်နေပြီပဲဖြစ်ပါတယ်။စွမ်းစာနီဟာအခုချိန်ထိရောဇမကနိုင်သေးပေမဲ့လည်းသူ့အနေနဲ့တော့ဒီနှစ်တစ်နှစ်လောက်အနားယူပြီးရင် ပရိသတ်တွေစီကိုပြန်လာဖို့အတွက်စီစဉ်နေရဖြစ်ပိုင်းမကြခင်မှာလဲတချင်းဆိုပြီးဖျော်ဖြေပွဲလုပ်ဖို့အစီအစဉ်ရှိနေရဖြစ်ပိုင်းဇမကနိုင်သေးပေမဲ့လဲတချင်းဆိုဖို့အတွက်တော့အဆင်ပြေတာကတကြောင်ပရိသတ်တွေကလည်းသူ့ကိုဘလို့ပုံစံနဲ့ပဲဖြစ်ဖြစ်လက်ခံသွားမှာဖြစ်တာကြောင့်တချင်းဆိုဖို့အတွက်ပွဲလက်ခံခဲ့တာဖြစ်ပိုင်းဇက်ထောင်တော့ကအဖွဲသားတွေနဲ့လဲအဆက်အသွယ်မပြတ်ရှိနေခဲ့တာကြောင့်ဇက်ပြန်ကားဖြစ်ရင်အဲဒီလူတွေနဲ့ပဲပြန်ကားမယ့်အကြောင်းလဲပြောလာခဲ့ပိုင်းဒီတစ်နှစ်တော့ထပ်ပြီးအနားယူမှာဖြစ်ပြီးရောအနားယူပြီးရာနဲ့ ပြင်ဆင်မှုတွေလုပ်ပြီးဇက်ပြန်ကားတော့မဲ့အကြောင်းနဲ့အတိပေးလာခဲ့ပါဇက်ကရာကသူ့ဝါသနာဖြစ်ပြီးတော့ဝါသနာကူတော့ဘယ်တော့မှမစွန့်လွတ်ပဲကျမ်းမာရေးအခြေအနေကြောင့်သာခိတာခဏအနားယူလိုက်ရဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ပရိသတ်တွေလည်းစွမ်းစာနီကိုမျှော်နေလားအပိနေလားဆိုတာကိုမှတ်ချက်လေးရေးပေးသွားခဲ့ကြပါအောင်ရှင်။